အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မို့ချိုလေးစားချင်နေတာနဲ့ရှစ်တမင်းလေးအလွယ်လွတ်စာဖြစ်လို့လုံနီလေးကိုလာမြောက်ဝေပေးတာဖြစ်ပါတယ်ရှစ်တမင်းလို့ဖို့အတွက်ကောင်းကြီးဆန်ကို ထမင်းပေါအိုးဆန်ချေခွက်နဲ့နှစ်ခွက်သုံးထားပါတယ်ဒါကတော့သိချာလေးရေဆေးပြီးတော့၃နာရီလောက်ရေဆေးထားတဲ့ကောင်းကြီးဆန်လေးတွေပါဒီကောင်းကြီးဆန်လေးတွေကိုမိနစ်20လောက်ပေါက်ထားပေးလိုက်ပါမယ်ရှင် ဒီနေရာမှာကောင်းချင်းဆန်ကိုတညလောက်ရေဆေးပြီးမှလုပ်မယ်ဆိုလဲရပါတယ်နော်။ကောင်းချင်းဆန်ကိုရေဆေးပြီးရေဆေးတဲ့အပိုင်းကိုတော့ဗီဒီယိုရှင်နေမှာဆိုလို့မထက်ထားပါဘူးနော်။ကောင်းချင်းပေါ်တာတို့မှာထညက်တွေကိုလာကြိုပေးထားလိုက်ပါမယ်။ထညက်ကိုတော့30တာဂရမ်နဲ့ဆိုရင်တော့1600ဂရမ်လောက်ကိုတုံထားပါရရှင်။ရေကိုထင်းထင်းမြုပ်တဲ့အထိထက်ပြီးစားကိုတော့လက်ဖက်ရည်စုံရဲ့သိုးဘုတ်တဘူလောက်ထက်ပြီးကျူသွားပေးလိုက်ပါတယ်။ ထညာခက်လေးတွေအလုံးအည်ပြောသွားပြီဆိုရင်တော့စကားလေးနဲ့အခုလိုစစ်ထားပေးလိုက်ပါတယ်ရှင်ထညာလဲကြိုပြီးတဲ့အချိန်မှာကောင်းကြီးပေါထားတာလေးလည်းအခြေပြီးပြီးကောင်းကြီးသားလေးကလည်းကြက်ပြီးဆိုရင်တော့ရွှေထမင်းစားလို့လို့ရပါပြီရှင် အိုတလိုတဲကိုခုနကစစ်ထားတဲ့ထညက်ရည်နဲ့ကောင်းငင်းကိုရောပြီးတော့အရည်လေးခန့်တဲ့အထိမှွေသွားပေးလိုက်ပါမယ်နော်။မှွေနေတော့မှာထောပံ့လေးတတို့ကိုလည်းထပ်ပေးလိုက်ပါတယ်။တကယ်လို့ထောပံ့မရှိတဲ့သူတွေကစားသုံးစီထက်မယ်ဆိုလည်းရပါတယ်နော်။ကျမကတော့ထောပံ့အစစ်သေးရှိနေတော့ထောပံ့လေးပဲထည့်လိုက်တာပါရှင်။

ေတနွေလောက်အေးခံပြီးသွားရင်တော့ကျမတို့ရဲ့ရွှေထမင်းလေးဟာစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်။ပောင်ဝင်ပစ္စည်းနှမျိုးတဲ့နဲ့လို့ရလဲလွယ်ကူလို့လိုက်လို့စားကြည့်ကြပါအောင်နော်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။